ငါဖြစ်ရင်ကွယ်ခိုင်းနေနိုင်ပြစီအလကားအလကားသမီးတို့မယုံပါနဲ့နော်음ဆူတောင်းလဲမမားနဲ့တစ္ဆာဆိုလဲမမားနဲ့တစ္ဆာဆိုတာအရင်ဆူတတ်တယ်ဒါကတော့တကယ့်ကိုစေတနာမြစ်တာအမှန်နဲ့ကိုဟာအသက်60အဖွားကြီးဖြစ်တဲ့အတွက်အတွေ့အကြုံပေါင်းများစွာရှိနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ပြန်လဲပြီးတော့မျှဝေခြင်းပဲဖြစ်ပါတယ်ဆဲကျင်တဲ့လူဆဲလို့ရတယ် comment တွေဖွင့်ပေးထားလိုက် ဟက်ကောင်မတိုက်တက်နေလားဟုတ်တယ်တက်တယ်နင်တို့ထက်တက်တယ်ဘာကြောင့်လဲနင်တို့ထက်ရင်ထမင်းစားပြီးအရင်ချိပတ်ထားတာလို့ပြောလိုက်မယ်အာဘလို့ပုံစံလေးပါဝင်ထားလဲဆိုတော့ဒီမှာဒါရိုက်တာကတော့လာပြီပေါ့နော်အမ်မင်းသမီးတွေမင်းသားတွေကတော့ဒီလည်းမသိဘူး အဲ့ဒါဆိုသူကမမားရေလာပြီးတော့ကုညီပေးပါဆိုတော့ကွာလာပြီးကုညီပေးတယ်။သားမီးမြောက်ကဲမြစ်တာဘွဲပေါ့နော်။အဲ့ဒီမြစ်တာဘွဲလေးနဲ့ဒီခုံလေးကိုရည်ညွှန်းထားတာပေါ့။ကျမကမွေးရပါနှလုံးရောကမွေးရပါနော်မွေးရပါမွေးရပါနှလုံးရောကဆိုတာတကယ်တမ်းကျတော့ဝိညာဉ်ကံတာလို့ခေါ်တာပေါ့နော်။အာကျမအကြိမ်ကြိမ်ကုတာတယ်ခွဲစိတ်ဖို့အကြိမ်ကြိမ်လုပ်ရတယ်။ဒါပေမဲ့ကျမအမြဲတမ်းအရေးအကြီးဆုံးပေါ့ကျမသစ္စာဆိုရယ်ပေါ့။ကျမသစ္စာဆိုရယ်။ အာဂရိသစ္စာတီးလို့ရှိရင်နှွယ်မြက်တက်ပဲတောင်ဆေးဘက်ဝင်နေတဲ့ဆိုတော့ကျမသစ္စာဆိုပြီးတော့ပဲကျမအလုပ်လုပ်ပါတယ်အဲ့တော့ကျမမခွဲရအောင်ခွဲဖို့တော့၃ချိန်ဖြစ်သွားတယ်မခွဲရအောင်အခု last time ဖြစ်မှာပေါ့နော်ကျမအာ December 19ရက်နေ့ဆိုရှင်ကျမ time မှာဖျားထိုင်1မှာကျမ booking လည်းတင်ပြီးသွားပြီအာဆရာဝန်ကလည်းအဲ့နေ့ကိုကျမကိုလာခဲ့ဖို့ခေါ်ထားပြီးပြီကျမသွားမယ်အာ2026အာ January 2nd နောက်ကျမပြန်မယ်ဒါပါပဲကျမဘလို့ဖြစ်ပြီးတော့ဒီလိုမျိုးနေလဲဆိုတော့ကျမပြောပြပါမယ်ကျမရဲ့မိဘတွေရဲ့ဂျေဆုပေါ့နော်အမေမေကသူကိုယ်တိုင်လည်းចောင်းဆရာမပြီးတော့သူကိုယ်တိုင်လည်းအမြဲတမ်းကျမရေကိုလိုက်စားတယ် exercise လုပ်တယ်ပေါ့နော်ကျမတို့မိသားစုကဘယ်အစားအသောက်ကိုမှအလွန်ကျွံလုံးဝမစားဘူးအာပြီးတော့ဖေဖေကတော့အစီအနှစ်အရန်ကြိုက်တယ်ဒါပေမဲ့ကျမတို့ကရှမ်းဆက်တော့ကျမအဲ့အစီအနှစ်ကျမအရန်ကြောက်တာ ကျွန်မထမင်းဆောက်လို့ရှိရင်ဘာစီနဲ့မှမပါဘူး။ကျွန်မထမင်းဖြူလေးပေါ့။ထမင်းဖြူလေးကိုအရွက်ကြော်လေးဓမ္မလို့ရှိရင်အရွက်ပြုတ်ကလေးအစအသားဆိုတဲ့အသားပြုတ်ကလေး။ဒါပေမဲ့လို့ရှိရင်ကျွန်မပဲတို့ဘာလို့အဲ့လိုပဲဘုတ်တို့ကျွန်မအဲ့ဒါစားကြိုက်တယ်။အဲ့လိုပဲစားတယ်။ဒါကျွန်မရဲ့နေထိုင်မှုပုံစံပေါ့။နော်။ကျွန်မအဲ့လိုပဲစားတယ်။ပြီးလို့ရှိရင်ကျွန်မကကျွန်မရဲ့ဘဟုတုတ္တအင်မတန်မြင့်မားတယ်ပေါ့နော်။ဘာကြောင့်လဲကျွန်မစာရန်ဖတ်တယ်။ကျွန်မစာဖတ်တာကဘယ်ရွယ်ရက်ဖတ်တာလဲဆိုတော့ငါးတန်းတစ်ထည့်ကကျမငါးတန်းတစ်တက်ဘာဖတ်လဲဆိုတော့ကျမရှာလော့ဟ ோம் ကိုစဖတ်တယ် ိတ်မြန်ကြီးကျယ်သွားလားမသိဘူးနော်အဲဆိုဖေဖေတို့ကဆောက်လုပ်ရေးမှလုပ်ပါတယ်ဖေဖေကနေပြီးတော့မှရုံးကစာကြည့်တဲ့ကနေပြီးတော့မှကျမတို့ကိုစောက်တည်ယူလာပေးတယ်စာဖတ်စေချင်လို့ဒါပေမဲ့ဒီတိုင်းဖတ်ခိုင်းလို့ရှိရင်ဘယ်ကလေးမှမဖတ်ဘူးပေါ့နော်အဲ့အတွက်ကိုသူကစောက်ကိုတင်ပေးထားလိုက်တယ်တင်ပေးထားတော့အရန်ထူးဆန်းတာကဘာလဲဆိုတော့အဲ့ဒီစာအုပ်ကနာမည်ကပွေလီအင်းခွေးကြီးအမှုတဲ့ ဘာကြီးလဲမသိဘူးပေါ့အရန်စိတ်ဝင်စားကျမလေးခလေးဆိုတော့လေအရန်ဆက်စုချင်တာအဲ့ဒါယူကြည့်လိုက်ဟိုဘက်ကကြည့်လိုက်ဒီဘက်ကကြည့်စောက်ချက်လေအထူကြီးပြင်းစရာကြီးနော်ကျမငါးရက်မဲ့ရှိသေးတယ်ဒါပေမဲ့ဖတ်ကြည့်မှတော့ဖြစ်လေပဲကျမအရန်ဆက်စုတယ်လေအဲ့တော့ကျမကြည့်လိုက်တယ်တစ်ရက်ဖတ်ကြည့်လိုက်တယ်သဘောမပေါက်ဘူးနှစ်ရက်ဖတ်ကြည့်လိုက်တယ်မသိသေးဘူးသုံးရက်ဆိုတော့နည်းနည်းလေးတော့သိတာလေးရက်ငါးရက်ခြောက်ရက်ကိုနိုင်လောက်ဖြစ်သွားတယ်ကျမစာဖတ်ရတာဖေဖေပြောတယ်တမိဘိုင်လျှောက်လုံနေရလဲဒါနင်ဖတ်ရမယ့်စာမဟုတ်ဘူးအော်ကျမတို့ဖေဖေတွေထိမ့်သိမ့်တာဘလောက်တော်လဲ နေဖက်မဲ့စာမဟုတ်ဘူးဖိဖိတမိအိဆောက်ကိုအရင်ကြိုက်တယ်မကြိုက်နဲ့မကြိုက်နဲ့မကြိုက်တယ်နေဖက်မဲ့ဟာနင်းနဲ့ပါဆိုင်လို့လေတော်တော်တော်ဖက်ချင်ကလောင်းနေပေးမယ်စောက်သိမ့်ပလိုက်တယ်ဟာကျမဆက်တကန်ကန်မရိမလက်မနေဟောက်ပါစီစောက်တိဖက်ချင်လာပြီနော်ဒါကျမတို့မိသားစုရဲ့ထိမ့်သိမ့်အုပ်ချုပ်ပုံမေမေတခါမှမရိုက်ဘူးစကားနဲ့ပဲမေပပောက်ကြစီရမယ်နစ်နာတဲ့စကားစဲတဲ့စကားတခွန်းမှမပါဘူးဒါပေမဲ့လေဘိုးဘိုးပပောက်နဲ့မြဲကြမေမေရဲ့နောက်တမိမလောက်တော့ပါဘူးလို့ပြောရမယ်ပြီးရင်ကျမအာ ဘယ်နှစ်ခုနှစ်လောက်ထိဆိုကျမအသက်30 30သုံးနှစ်လောက်ထိပေါ့နော် ကျမမေမေကအမြဲတမ်းအဲ့လိုပေါ့ရှူတင်ကိုလိုက်ပါတယ်ကျမတချင်းဆိုရင်လည်းတချင်းဆိုရင်တော့ကိုလိုက်ပါတယ်ကျမမေမေနဲ့တသားနဲ့နေရပါတယ်အဲ့လိုမျိုးနေရပေါ့နော်မေမေကကျမကိုအင်ပတန်ထိမ့်သိမ်းဆောက်ရှောက်တယ်ပြီးလို့ရှိရင်မေမေကမေမေကလူကြားတဲ့ကြံ့မစူးဘူးနော်တမီးမေမေမျက်လုံးနဲ့ကြည့်ရင်တိတယ်အဲ့လိုပဲပြောထားတယ်ကျမသိပါတယ်ကျမရမ်းကြောက်တယ် ဖေဖေအင်မတန်ရိုက်ပါတယ်ချီတလုံးမှာအရှိုးရည်အများကြီးပဲဒါမဲ့ဒီကျမလေးတစ်ခါမှစိတ်မစိုးဘူးဖေဖေဘာလို့ဒီလားသူရိုက်တဲ့ပုံစံအရန်ရှည်ရလို့လူတစ်ယောက်ကစိတ်ဆိုးပြီးတော့တော့တယ်အရန်ရှည်ရတယ်မျက်နှာကြီးကလည်းကြောက်စရာကြီးကျမအဲ့ဒါကိုကြည့်ကြည့်ပြီးရှည်ရကျန်တဲ့မောင်နှမတွေအကုန်လုံးထွက်ပြေးကြတယ်ရိုက်ခံပါဆိုလို့ကျမခြေကလေးကိုလှန်ထားပေးလိုက်ချိတ်ချိတ်သွေးတောက်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 ကြတဲ့ဒီကျမကြည်နာသွေးကြရင်ရောဘလို့ရတာရှိလဲဆိုကျမသိချင်တာအဲ့ taste တွေကိုကျမခန်းစားကြည့်တာပေါ့နော်အဲ့လိုဖြစ်တယ် ဖေဖေကတော့အတကုံရိုက်တာပဲဟိုလေးယောက်ကိုမရိုက်တည်းမကျွန်မကိုရိုက်တာငါးယောက်ရှိတာဟိုဘာကြောင့်မရိုက်ခံကျွန်မတို့ကြောက်တရားမျိုးနေမှာနေတယ်36လမှာနေတယ်ဖေဖေကအာကျွန်မတို့ပေါ့နော်9နာရီတောင်းကနေဆိုအိမ်မတက်မတက်ရိုက်ခံမယ်ကျွန်မတို့ကထိတိုက်ရှိတယ်ထိတိုက်ကိုသွားကြည့်သွားကြည့်လိုက်တဲ့နာယူငါးမိနစ်ပဲရှိပါသေးတယ်ဖေရိုက်မှာမဟုတ်ဘူးဆယ်လေးပဲရှိပါသေးတယ်ရိုက်မှာမဟုတ်ဆော့ရင်ဆော့နေ9နိုင်ခွဲတော့အကိုကြီးဟဲတက်တက်တက်ငါတို့စုခါတော့ပဲဆိုတက်သွားကြတန်းစီပြီးအကြီးဆုံးကနေငယ်ဆိုဒီကောင်ရိုက်တာမောင်လေးကတော့လွတ်တာပေါ့အဲ့ဒါငယ်သေးတာပေါ့ အကျမအငယ်မလည်းအဲ့လိုပဲလက်ခနဲ့ပြေးသွားတယ်အဲ့ဂလုံးနှကောင်းအရန်လဲတယ်လှစ်လှစ်လှစ်ဆိုတော့ကပြေးသွားကြအကိုကြီးလည်းထွက်ပြေးသွားအိမ်နာထဲမှာသပုံးနေကြတယ်ဟဲကျမပြေးတော့သူတို့ကားပိတ်ထားပြီဩမထူးတော့ပါဘူးငါပဲရိုက်ခံလိုက်ပါမယ်အနစ်နာခံလိုက်ပါဆိုကျမပေပြီးခံလိုက်တာဒါပေမဲ့ဖေဖေရိုက်တဲ့ပုံစံကျမအရန်သဘောကျလို့အများနဲ့ကျမရိုက်ခံတယ်ကျမခါမဖေဖေစိတ်မဆိုးဒါကျမတို့ကောင်းဖို့အတွက်လေဒါပေမဲ့မေမေကအမလီကျမသားသမီးတွေအဲ့လိုမလုပ်ပါနဲ့သူတို့တော်ပြစ်တင်ကြပြတယ်အဲ့လို online မှာဖေဖေရက်သွားတယ်ဒါပေမဲ့နောက်ကြတော့ဖေဖေမရိုက်တော့ ကျမနိုင်သွားကျမရေးနေနေရတော့ကျမကမမေရလေ့ကျင့်ခန်းလုပ်ခိုင်းတဲ့အတွက်ငငယ်တဲ့ပြည့်ခွန့်ပြည့်အောင်ဆောင်ခွင့်မှသွားဆော့ပါရယ်အရိယာနေမှာကျမကအဲရိုပစ်လုံးဝမကစားဘူးဘာကြောင့်လဲဆိုတော့အဲရိုပစ်ကစားလို့ရှိရင်မတ်ကျူလို့လိုမျိုး၃ချ၄ချဝသွားတတ်တယ်ဒါကတော့နောက်တာမဟုတ်ဘူးနော်အတီပြောတာကျမရေးဘဟုတုတလို့အကိုကပြောတဲ့အတွက်ကျမပြောပြခြင်းဖြစ်ပါတယ်ကျမ trainer လည်းလုပ်ပါတယ်နော်ဆိုတော့လူတွေကမှားယွင်းစွာပေါ့ဟာအဲရိုပစ်ကစားလိုက်လို့ရှိရင်ချက်ချင်းကြရတယ်ဆိုပြီးကစားကြရတယ်ပေါ့ဒါပေမဲ့မဟုတ်ဘူးကိုမှားတယ်သူကဘာဖြစ်လို့လဲဆိုတော့ချက်ချင်းဘန်းဘန်းသွားတယ်ပေါ့အစီတွေကို ချက်ချင်းတ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 င်းပြန်တက်တယ်လူတွေကဟာရမ်းလာသွားပြီကစားတော့သွားပြီသေးပြီသားမလိုက်တော့နော်အဲ့ဆိုကျမက Jane Founder Jane Founder ကျမဘာမှမတင်ပေးဘူး Jane Founder ကလာရမ်းလာတယ်ကျမ TV ကြည့်ပြီးကလာ Jane Founder ကျမကလာရမ်းလာနော်နောက်ခါကျကျမ free hand မဲ့ကစားတယ် free hand ကိုကျမတစ်နှစ်ကစားသုံးနှစ်ခံတယ်ဘလောက်ကောင်းလဲအားတုံခုံဆိုင်တယ်လို့ပြောတယ်ဗောဟာအရန်အမလီအလေးတွေမနေဆရာမလို့ ပြီးတော့ကျမယောဂကစားတယ်အခုတလောမှာကျမဘာလို့ပြန်ဝသွားလဲဆိုတော့ကျမဆီယာမလည်းရှိတယ်ကျမဆီယာမကယောဂချစ်သူလို့လည်းခေါ်တယ်ရွှေပုံမြက်လို့လည်းခေါ်တယ်လှိုင်းသားရကျက်စင်မဲအင်ယာမဆီယာမဖွင့်ဖွင့်ထားတယ်ပေါ့ဒါပေမဲ့အခုဆီယာမလည်းမဖွင့်တော့ဆီယာမလည်းစင်ကာပူအပြေးသွားတော့မှာပေါ့နော်ဆီယာမ online နေတင်တယ်ပေါ့ဆီယာမနဲ့လည်းအခုတည်းကကျမတင်နေတော့မယ်ကျမစင်ကာပူလိုက်ပြီးတော့မှဆီယာမနဲ့ဆက်ဖြစ်တင်နေလိုက်တယ်မယ်လေကျမအဲ့ဒါလည်းစီစဉ်ထားတယ်ပေါ့နော်ဆိုတော့ကျမတို့ ကျမရေးလဲကောင်းသွားပိုကောင်းမယ်ကျမရဲ့ဒီနှလုံးနဲ့ခွဲစရာမလိုဘူးနောက်ခါကျတော့လူတွေရဲ့အသက်ကိုလည်းကဲတင်နိုင်မယ်အကောင်လုံးတွေလည်းကောင်းတယ် meditation နဲ့ကောင်းတယ်ဆိုတော့အရင်ရ perfect ဖြစ်သွားပြီနော်အဲ့အတွက်ကိုကျမတို့ဆက်ပြစ်တင်နေဖြစ်တဲ့အတွက်ကျမတို့ the whole ပေါ့တကဘာလုံးပေါ့တောက်ပဆိုတာလည်းအကောင်လုံးတင်ပေးလို့ရမယ်မကောင်းလားအာဖျားတပိတ်တော်မှသည်ဘယ်ကိစ္စကိုလိန်ပြောခဲ့ပါသည်လိန်ပြောတယ်လေလိန်ပြောတာမှန်တယ်မလားအမှန်မဲမလားအိမ်မှာတော့တစ္ဆာစကားကြောင့်လိန်နာမှန်တယ်လေခိုးတာလည်းမှန်တယ်လေ တတ်တာလဲမှန်တယ်လေအမှန်တကယ်လုတ်ခဲ့တဲ့ဟာမှန်သမျှဘူးမှန်တဲ့တစ္ဆာစကားဆိုလို့ရပါတယ်နော်အဲ့အတွက်လူတိုင်းကကျမကိုယူနေတယ်တဲ့ဟုတ်ချင်လို့ဟုတ်မှာပေါ့လူက ကျမတို့ကတရားကံလည်းမဖြစ်သေးဘူးအနာကံလည်းမဖြစ်သေးဘူးကောတာပံလည်းမဖြစ်သေးဘူးအဲ့အတွက်ကျမတို့ကပုဒ်တုတကောအုံမာတကောဟုတ်တယ်နော်အယူတွေပေါ့မဖြစ်လဲဒါပေမဲ့ယူတာကိုယူမှန်းသိနေမယူသေးပါဘူးယူတာကိုယူမှန်းမသိရင်ယူသွားပြီဟုတ်လားမဟုတ်လား ဖြည့်ကြည့်လိုက်နော်ဒါကတော့ကျမရဲ့ចောင်းသားအကုန်လုံးတွေ့ပါအခု media တွေတွေ့မဟုတ်ပါဘူးကျမရဲ့ចောင်းသားလေးတွေတွေ့ပါကျမចောင်းသားတွေကိုဒီလိုပဲအမြဲတမ်းစုံမနေရအဲ့တွေ့ပဲပြောတာပါအဲ့တော့တမိခုနမေးတဲ့မိခွန်းလေးကိုပြန်ပြောရမယ်ဆိုရှင်တမိလိန်တယ်တမိခိုးတယ်ချင်တတ်တယ်ကွာဟုတ်လားဂျဘိုးတတ်တယ်ပေါ့ထားလိုက်ပါတော့ခွဲကိုရိုက်လိုက်တယ်ဟုတ်လားမဟုတ်ဘူးလားနင်းနော်ငါမကြွေးသေးပဲနဲ့ဘာလို့စားလာလဲပြောမိလားမပြောမိဘူးလားအဲ့ဒီဟာကိုမှန်တဲ့တက်စာစကားဆိုလို့ရတယ်လေကျမလူမန်းတိတဲ့ဆာရွယ်တဲ့က ငယ်စဉ်တောင်ကြီးကလေးဘွားတွေอ่ะပေါ့နော်အာ14နှစ်သမီးတွေကျွန်တော်ကိုရှရဘော်ကိုရက်ခဲ့ပါတယ်အဲ့ခရေကမိဘညီကိုမောင်နှမတွေကိုလောက်ကင်ကျွေးမွေးခဲ့ပါတယ်အီမန်တဲ့တစ္ဆာစကားကြောင့်အဲ့တစ္ဆာစကားဘလောက်ပြန်ထန်လဲဘယ်နှစ်နှစ်ရှိပြီလဲလောက်ကျွေးနေလဲ55နှစ်ရှိပြီအဲ့တစ္ဆာစူးလားမစူးလားဒါပါပဲရှင်းရှင်းလေးထုတ်ပြီးတော့ထုတ်ဖို့ရှိသေးရလားရှိတာပေါ့ဘယ်လိုအကြောင်းရလဲ အော်အထုပ်ဘက်တီပါဆိုမအထုပ်ဘက်တီပေါ့ကြီးရလဲရုပ်ရှင်ဘွားဖြတ်တမ်းမှုတွေ No biography လေအော်ဝေးလာတယ်ရ You know Okay ဘယ်တော့လောက်ဘယ်တော့မှန်းထားအာဘယ်တော့လောက်လဲဆိုတော့တီတီနှလုံးခွဲမယ်နည်းနည်း relax ပေါ့ဘာဆိုတီတီကမရိုက်တော့ဘူးလို့ဘာကြောင့်မို့ပြောလိုက်တာလဲဆိုတော့မောနေပြီအမောနာခြင်းပြီ55နှစ်ဆိုတာကြီးကတော်လောက်ပြီလေအကယ်ဒမီမယူသွားဘူးလားတဲ့မလို့ချင်ပါဘူး ပြိတက်ကချစ်တယ်ပြိတက်ကအားပေးဆိုရပြီလေဘာအတွက်လောက်တာလဲပြိတက်အတွက်အကယ်ဒမီကြီးအတွက်လားမလို့ချင်ပါဘူးကျွန်မဝယ်နိုင်တယ်ရွှေဘလောက်သားလဲဝယ်ပေးမှာပေါ့လို့ချင်လားဝယ်ပေးလိုက်အနားတော့မလားဆိုတော့တတီကဘာပတ်တော်မယ်တတီနှလုံးကလည်းဆရာဝန်ကြီးကသာခွဲချင်နေတာတတီခွဲချင်မှဖြစ်တာလေဟုတ်ဘူးလားဒီတော့ဟုတ်ကဲ့ပါဆရာရဲ့ကျမကိုခွဲလိုက်ပါဆိုသူခွဲမှလေ No! Don't touch ပြောလိုက်ရင် သူပဲထည့်ရမလဲလူနာရဲ့သဘောတူညီချက်ရရမယ်လေပြီးတော့ဘယ်အချိန်မှဖြစ်ဖြစ်စေးုံသွားတိုင်းမှာကိုတယောက်ထဲသွားတာပါဖော်မလို့ဘာကြောင့်မလဲမွေးလာတာတယောက်ထဲတေဝိုင်းလည်းတယောက်ထဲမင်းကြည့်လိုက်စမ်းပါအရန်ချစ်တယ်ဆိုရဲလူတွေခေါ်ကြည့်လိုက်ဟဲ့ငါတေရောသွားမလို့လိုက်မလားလို့ဖင်အောင်ပိတ်ပြီးဖက်နောက်နဲ့တင်မှာသာသာလေးပြေးသွားမယ်ဟုတ်လားမဟုတ်လားတူတူပါနော်အထွင်ကလေးတော့ရှိတာပေါ့ဒါမူးဖွားလာကြတာအဲ့တို့မပါဘူးနော်ထွင်ကလေးတောင်မှတေလို့ရှိရင်တူတူတေချင်မှတေတာလေး ငှက်ဖြစ်ရင်ကွယ်ခိုင်းနေနိုင်ပြစီအလကားအလကားသမီးတို့မယုံပါနဲ့နော်음ဆူတောင်းလည်းမမားနဲ့တစ္ဆာဆိုလည်းမမားနဲ့တစ္ဆာဆိုတာအရင်ဆူတတ်တယ်ဒါကတော့တကယ့်ကိုစေတနာမေတ္တာအမှန်နဲ့ကိုဟာအသက်60အဖွားကြီးဖြစ်တဲ့အတွက်အတွေ့အကြုံပေါင်းများစွာရှိနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ပြန်လဲပြီးတော့မျှဝေခြင်းပဲဖြစ်ပါတယ်ဆဲကျင်တဲ့လူဆဲလို့ရတယ် comment တွေဖွင့်ပေးထားလိုက် ဟက်ကမတိုက်တက်နေလားဟုတ်တယ်တက်တယ်နင်တို့ထက်တက်တယ်ဘာကြောင့်လဲနင်တို့ထက်ရင်ထမင်းစားပြီးအရင်ချိပတ်ထားတာလို့ပြောလိုက်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုဒီ product လေးကအရင်လည်းကောင်းပါတယ်တုံးကြည့်ပါကိုယ့်အတွက်ကိုခဏလေးပေါ့15မိနစ်လောက်အချိန်ပေးရတယ်ကိုဒါလေးကသိတာတယ်နော်ကိုယ့်ရဲ့ relax time လေးပေါ့နော်တကယ်လို့ဝယ်နိုင်မှမဟုတ်ဘူးနော်ဝယ်ကြမလို့သူတို့ကအဲ့လိုပေါ့အဲဆိုသူတို့ ထားလိုက်ပါတော့1 session ဘလောက်လဲပေါ့တနာီဘလောက်လဲရှိတယ်လေဒီပစ္စည်းတွေမှသွားမှမှမဟုတ်တာလူတိုင်းဘလို့တွေနိုင်မှာလဲမနိုင်မှာလဲဝဲနိုင်မှာလဲဟုတ်တယ်လားဒီလိုခစ်ချက်ကြီးတယ်မှာလေနော်အဲဆိုတော့အဲအဲ့တော့ရှိပါတယ်အများကြီးပဲနော်ဒါမျိုးလေးတွေရှိတယ်အဲ့မှာသွားပြီးတော့အနှိတ်ခံကြအဲပတ်စံလေးဘလောက်ပေးလိုက်ပေါ့အေးစစ်လေး relax time ပေါ့လူဆိုတာအလုပ်ကြီးပဲလုပ်နေလို့လည်းမရဘူးလေနော်အားကြောင့်ကျမတို့ဒီလောကကြီးထွက်ပြေးခြင်းဖြစ်ပါသည်အားလုံးတတ်တာ